ားအလုံးမဲတူတူဝါသနာရှင်ညီကိုမောင်နှမများအလုံးမဲမင်္ဂလာပါနော်ဒီနေ့ဒီနေ့ကျွန်တော်တို့တနင်္လာနေ့ပေါ့နော်18ရက်3လ2025နော်18ရက်3လ2025ကနေ21ရက်3လ2025ထိနော်ဇာတုလိုက်မုကနမြဆိုပြီးတော့ကျွန်တော်ထုတ်ပေးထားပါတယ်နော်ဒီဇာတုလိုက်မုကနမြဆိုကျွန်တော်ထုတ်ပေးထားတယ်အဲ့တော့ကျွန်တော်ပြောပြမယ်အုပ်စု3အုပ်စုခွဲပေးထားပါတယ် အုပ်စု၃အုပ်စုခွဲပေးထားပါတယ်เนาะကျွန်တော်မူခန်းန်းတွေကို၃မျိုးခွဲထားပါတယ်၃မျိုး၃စားခွဲထားပါတယ်18ရက်3လ2025ဒူ21ရက်3လ2025ဇာတို့လိုက်မူခန်းန်းများဆိုပြီးကျွန်တော်တရားရဂိုင်းတော့ထွက်မယ်ဆိုပြီး၃အုပ်စုခွဲပေးထားပါတယ်ဒီအုပ်စုက10တင်ကတခွန်19တလီ16ဒီ main 6ကွက်ဆိုတဲ့ဟာလေးကဗုဒ္ဓဟူးမကျော်လာမယ်ဒီ60ချောင်းက6ခွန်6လေး69ဆိုတာဒူအော်မွေကနန် ဒူအောင်မွေးကနဲဆိုတော့ဟာမင်းရဲ့ကနန်းကြီးကအရန်များတယ်လို့ခင်ဗျားတို့ပြောရင်ပြောလို့ရတယ်တွေးရင်တွေးလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်ရှင်းပြပေးမယ်เนาะဇာတုလိုက်မွေးကနဲများဆိုတာကကျွန်တော်ကဟိုပတိလိုက်နိုင်တဲ့သူတွေဆိုအဆင်ပြေတယ်เนาะပတိတလုံးလိုက်နေတဲ့သူတွေပတိတလုံးစာလိုက်နေတဲ့သူတွေတော့အဆင်ပြေတယ်เนาะဒီအုပ်စုကိုလိုက်မယ်ဆိုလို့ရှင်ဒီမှာဒါဒီအုပ်ဒီကနန်းလေးတွေကဒါတအုပ်စုเนาะဒီ30 15 19 14 16ဒီ6ခွက်ကအဓိက main ထွားသူ ဒီကောင်ကအရန်ပုံစံမျိုးဒုအနေနဲ့ထဲထိုးနော်ဒီအုပ်စုကိုလိုက်မယ်ဆိုလို့ရှင်ဒီကောင်လေးကိုဒုအနေနဲ့ထဲထိုးပါနော်ဘယ်နှကွက်မှမရှိပါဘူးဒီမှာ main 6ကွက်ပဲရှိမယ်အရန်ဒုကအ5ကွက်ဆိုတော့7ကွက်ရှိမယ်ပတိတလုံးလိုက်မယ်ဟေ့ဆိုလို့ရှင်ပတိတလုံးသာလိုက်နိုင်တယ်ဟေ့ဆိုအဆင်ပြေတယ်နော်အဲ့တော့ပတိတလုံးလိုက်နိုင်တဲ့သူတွေအတွက်အဆင်ပြေတဲ့ဇာတို့မွေးကနတ်ဒီဘောတုံးမကျော်လာမယ်ဗျာကျွန်တော်ကျင်းဒီမဖြစ်မနေထွက်ပေးရမယ်ဆိုတော့အုပ်စုကိုရှားပေးထားတာဒီအုပ်စုကိုလိုက်မယ်ဟေးဆိုလို့ရှင် အဲဒီ6ခွက်ကိုမိန်းထားလို့မယ်ဒီကောင်ဒူဝေါ်ထားလို့မယ်အောက်ပြီးအောက်ကဒီနောက်တအုပ်စုကိုလိုက်မယ်ဆိုလို့ရှိရင်ဒီအုပ်စုကိုလိုက်မယ်ဆိုလို့ရှိရင်9ခွန်3ညာ9 3ခွန်မိန်းထားလို့9 9ခွန်ခွန်စီစီမိန်းထားလို့အောက်ကဒီ6ခွက်ကိုဒူဝေါ်အနေနဲ့ထားလို့9နေခွန်3ခွန်8 3ညာ9ခွန်2 2ဆိုပြီးတော့ဒူဝေါ်ထားလို့နော်အားလုံးမင်္ဂလာပါအင်း အားလုံးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်ခင်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို like and subscribe မနေရတဲ့ like and subscribe နေထားပါနော်အဲ့တော့ကျွန်တော်ပြောရမယ်ဒီအုပ်စုဆိုလို့ရှိရင်လည်းဘယ်နောက်ကွက်မရှိပါဘူးဘယ်နောက်ကွက်မှမရှိပါဘူးဒီမှာအားထုတ်ရမယ့်ကဏ္ဍ3ကွက်အောက်မှာအားထုတ်ရမယ့်ကဏ္ဍက9ကွက်အမ် sorry 4ကွက်ပေါ့တကွက်2ကွက်3ကွက်4ကွက်9ကွက်ဟုတ်တယ်9ကွက်ရဲ့ဒီအားထုတ်ရမယ့်ကဏ္ဍ8ကွက်6ကွက်ပဲရှိပါတယ်ဒါအပူ4ကွက်ပေါ့နော်ဒီမှာ9 9ခုံခုံစီစီနှစ်နှစ်ဆိုတော့အပူက4ကွက်အားထုတ်ရမယ့်ကဏ္ဍ8ကွက်ပဲရှိပါတယ်ဒီကောင်ကလည်းမဖြစ်မနေထွက်ပေးရမယ် ဒီကောင်လည်းမဖြစ်မနေထွက်ပြရမယ်စိုက်တီများနေလို့သာပေါ့နော်စိုက်တီများနေလို့အဲ့တော့ကိုရိုမားတို့အနေနဲ့ကြိုက်တဲ့ဟာကိုလိုက်လို့ရတယ်နော်ဒီကောင်ပဲလိုက်လိုက်ဒီကောင်ပဲလိုက်လိုက်ကြိုက်တာကိုလိုက်နော်ကြိုက်တဲ့တမျိုးကိုလိုက်ကိုလိုက်နေတဲ့ဟာထွက်သွားလို့မလိုက်ရသေးတဲ့ဟာမထွက်သေးဘူးဆိုလို့ရှိရင်ကိုလိုက်နေတဲ့ဟာတပိုးမှာဒီအုပ်စုကိုလိုက်တယ်ဗျဒီအုပ်စုကိုဒီမွေးကနန်းကိုလိုက်တယ်ဟဲ့ဆိုလို့ရှိရင်ဒီတစ်ဖက်ကိုလိုက်တယ်ဆိုလို့ကိုအလိုက်တဲ့ကနန်းလေးကဆော့ထွက်သွားတယ်ဆိုရင်ဒီကောင်မထွက်သေးဘူးဆိုဒီကောင်ကိုဆက်လိုက်ပါနော်အဲဒီကောင်လိုက်နေလို့ဒီကောင်မထွက်သေးဘူးဆိုဒီကောင်ကိုဆက်လိုက်ပါနော် နော်အားလုံးမိတ်ဆွေတို့မင်္ဂလာပါဒီချဲမွေးကနန်းကတော့ကျွန်တော်တို့ကိုနှစ်လီအခွေအဘူးပါနော်ဒါမင်းကကျွန်တော်တို့653လား963လားအဲ့ဒီအဲ့ရထွက်တဲ့ရတဲ့ကနန်းပေါ့နော်အဲ့ဒီချဲမွေးကနန်းပေါ့နော်ချဲမွေးအခွေအဲကိုနှစ်လီအခွေလို့ကျွန်တော်ဒီတိုင်းပဲကျွန်တော်အခွေလို့ပဲရေးလိုက်တယ်မှာကနန်းနေရင်အများတယ်ထင်းနေမှာဆိုလို့နော်အဲ့ဒီချဲမွေးအခွေလိုက်မယ်ဆိုလို့ရှင်လေဒီချဲမွေးခွနေအဘူးပါဒီကောက်လိုက်နော်အရင်ဘက်ကဆိုလို့ရှိရင်ကျွန်တော်ချုံမွေးကနန်းနေပေးတာကျွန်တော်တို့အာတောက်လျှောက်ထွက်တယ်နော်အများကြီးပဲ၄၅ခွက်လောက်၃၄ခွက်လောက်ထွက်တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်နေတဲ့ကနန်းတင်မပြီးတော့ဘူး နော်နေတဲ့ကနေတင်မပြီးတော့ဘူးနေတဲ့ကနန်းကကျွန်တော်တင်းတော့တင်ပြီးမယ်တင်ပြီးမယ်ဆိုတော့3လီကွက်လောက်ပဲကျွန်တော်တင်ပြီးမယ်နော်ခင်ဗျားတို့ဥပမာပြဒါလိုက်နေတယ်ဗျာဒါလိုက်နေတယ်ဆိုလို့ရှိရင်ဒါ7ကွက်ပေါ့နော်7ကွက်တော့ရှိတယ်နေတဲ့ကနေ2ကွက်3ကွက်လောက်ကိုထည့်ထိုးမယ်ဆိုထိုးထိုးပြော်တယ်ထိုးလို့ရာသေးတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်နေတဲ့ကနန်းကိုကျွန်တော်3လီကွက်လောက်ပဲကျွန်တော်တင်ပြီးတော့မယ်အဓိကတော့ခင်ဗျားတို့ဒီမူကနန်းညဇာတို့သာမွေးတော့အဓိကကိုကမျက်ချင်လို့ထိုးနေတာပောက်ချင်လို့ထိုးနေတာ ဲ့တော့ဒီကနန်းတစ်ခုခုထွက်တာ ਨੇ ခင်ဗျားတို့ပေါအောင်ထိုးမြက်အောင်ထိုးဇာတ်ရုံးငွေဒီကောင်ဒီဒီအလိုက်မယ်ဆိုဒီကနန်းနဲ့တစ်ခုခုထွက်တာ ਨੇ ခင်ဗျားတို့ပေါအောင်ထိုးမြက်အောင်ထိုးနော်အဲ့တော့ကျွန်တော်တို့မျက်စီရမယ်ဗျာနော်မျက်ကိုမျက်စီရမယ်ကြိုက်တာလိုက်ကျွန်တော်အမတ်ခံတယ်နော်ခင်ဗျားတို့မျက်ကိုမျက်စီရမယ်ကြိုက်တဲ့ဟာတစ်ခုကိုပဲလိုက်နော်ကေကျူးတူမာတွေအားလုံးပဲနော်ကျွန်တော်မနေ့ကလည်းကျွန်တော်3 ਧੀ ကနန်းတင်ပြီးတော့ဒီစကားတွေပြောခဲ့ပြီးတော့ပါပြီနော်ကျွန်တော်မနေ့ပြန်ကြရင်မိုးကနန်းတွေတင်ပြီးမယ်ကိုကြိုက်နေတဲ့ဟာအကုန်လုံးကိုလိုက်စီရမလိုဘူးနော်ကျွန်တော်စကားတစ်ခါတည်းပြောခဲ့မယ်နော်အကုန်လုံးထိုးစီရမလိုဘူး တခုခုကိုပဲထိုးတခုပဲထိုးเนาะဒီကောင်ထိုးမှာလားဒီကောင်ထိုးမှာလားတခုတမျိုးတည်းကိုပဲကင်ပြီးတော့ဆော့ဒီချဲမွေးအခွေဆော့မှာလားချဲမွေးအခွေဆော့မှာဆိုချဲမွေးအခွေတမျိုးတည်းကိုပဲဆော့ကျန်တာမဆော့နဲ့ကျန်တာအကုန်လုံးဆော့မယ်ဆိုခွေးပြစ်သွားလိမ့်မယ်ဘာလို့မင်းဒီခွေးပြစ်သွားမယ်လို့ပြောတာလဲဆိုလို့ရှိရင်ခဏနေအရင်များတယ်เนาะဒီကောင်တွေရောဒီကောင်တွေရောဒီကောင်တွေအကုန်လုံးထိုးလို့အဆင်မပြေဘူးအကုန်လုံးမထိုးပါနဲ့တခါလေးပြောခဲ့မယ်เนาะတမျိုးမျိုးကိုပဲလိုက်เนาะ ကျွန်တော်ဘာလို့2မျိုး3မျိုးပေးလဲဒီတမျိုးတည်းပေးလို့ရတယ်ကျွန်တော်ပေးလို့ရဒါမှမဟုတ်ဒီတမျိုးတည်းပေးလို့ရတယ်ရတယ်ဒါပေမဲ့ဒီတမျိုးထွက်သွားရင်ဒီကျွန်တော်ထားတဲ့ခဏလေးထက်ပြီးမပြောကျွန်တော်ဒီတမျိုးလိုက်ဒီတမျိုးထွက်သွားရင်ဒီကောင်လိုက်เนาะအဲ့လိုမျိုးအဲ့လိုမျိုးလိုက်ခင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းပါစေเนาะကျွန်တော်နေ့တဲ့ခဏလေးလဲ2ခွက်3ခွက်တော့တခွက်ကောင်းလေးတွေပဲကျွန်တော်ရွေးပြီးထုတ်ပြီးတင်ပြီးတော့မယ်ခဏန်းนี่အများကြီးတင်မပြီးတော့ဘူး10ခွက်17ခွက်တင်မပြီးတော့ဘူးဘာလို့လဲကျွန်တော်ဒီမွေးခဏန်းတွေကိုအဓိကထားပြီးလိုက်စေခြင်းလို့เนาะဒီကောင်တစ်ခုခုထွက်တာ ਨੇ မျက်အောင်သာထိုးเนาะခင်ဗျားတို့မျက်အောင်မျက်ချင်လို့ထိုးနေတာမျက်အောင်သာထိုး ကဲကျေးဇူးတင်ပါတယ်နော်ပတ်တိတလုံးလိုက်နေတဲ့သူတွေထပ်ပြောမယ်ပတ်တိတလုံးလိုက်နေတဲ့သူတွေအတွက်အဆင်ပြေတယ်နော်ကျွန်တဲ့နှစ်ကွက်သမားသုံးကွက်သမားတွေအတွက်မလားခဏနေဦးနှစ်ကွက်သမားသုံးကွက်သမားတွေကဒီဟာပဲတို့နော်ကျွန်တော်တခါအဲ့ဒါပါတခါပြောလိုက်မယ်နှစ်ကွက်သမားသုံးကွက်သမားဒီကောင်က6နှစ်လေးအခွေ6နှစ်လေးအခွေဆိုတော့ဘယ်တော့မှမရှိသုံးကွက်တစ်ပဲရှိမှာအပူသုံးကွက်အာသုံးကွက်နော်အနှစ်ကွက်သမားသုံးကွက်သမားတွေဒါပဲထိုးနော်အကုန်လုံးထွက်မယ်ဒီကလည်းထွက်မှာဒါလည်းထွက်မှာဒါလည်းထွက်မှာเนาะအဲ့ဒါဘယ်ဟာအရင်ထွက်မလဲတော့မသိဘူးထွက်တော့ထွက်လိမ့်မယ်เนาะအကုန်အသုံးမျိုးလုံးထွက်မှာเนาะသူကလည်းသူ ကျေးဇူးတင်ပါတယ်အားလုံးပဲเนาะကျွန်တော်ရဲ့ channel ကို like and subscribe ခေါင်းလောင်းလေးကိုနှိပ်ထားပါเนาะညီကိုတို့အကိုတို့မတို့အတွက်အကျိုးမရောက်စေရပါဘူးကျွန်တော်ရဲ့ဒီ duty way ဆိုတဲ့ channel ကို like and subscribe ခေါင်းလောင်းလေးကိုနှိပ်ထားပါအကျိုးရှိစေတဲ့ဇာတ်ကားတွေနဲ့အကျိုးရှိစေတဲ့ခဏန်းလေးတွေပဲကျွန်တော်တင်ပေးသွားမယ်ပြောပေးသွားမယ်ကဲညီကိုတို့အားလုံးပဲအကိုဒီမတွေကျေးဇူးတင်ပါတယ်အားလုံးပဲအပေါင်းကိုလှစ်ပါเนาะကံကောင်းပါစေပောက်ပါစေเนาะ